င်းစင်မိုးလေးဝါသားတည်တဲ့2025ခုနှစ်အော်တိုဘာလ10ရက်နေ့နနေ့ခွန်းနိုင်အချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နေဘင်္ဂလားပင်လယ်အော်တို့တွင်မိုးတုံလေအားနည်းနေပါသည်ယနေ့ညနေအထိကတ်မန်ချက်မှာမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင်နေရာကွက်ကြားပဲခူးတိုင်းဒေသကြီးကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရကျဲကျဲနေပြည်တော်မန္တလေးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းဂရင်ပြည်နယ်မွန်ပြည်နယ်နှင်ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင် နေရစိတ်စိတ်နှင့်ရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင် နေရအနှံ့အပြားမိုးထချုံရမီရွာညံရနှုံးမြစ်ဖြစ်ပါသည် မိုးတိမ်အောင်ဖြစ်ပေါ်မှုအခြေအနေမှာ ်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းညရှမ်းကိနယ်မြောက်ပိုင်းတို့တွင် မိုးတိမ်အောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်အောင်များရွေရာရနေရာကလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းနှစ်ရက်စီးလက်ခြင်းနှင့်မိုးတိကျခြင်းစသည့်မိုးလေဝသဖူးစင်များပြပေါ်နိုင်ပါသည်ကျိုတင်တတိကျနိုင်ပါရန်အကြံပြုအပ်ပါသည် မြမပင်လေပင်မှာလှိမ့်အနေငယ်မှလှိမ့်အတင်အတင်ရှိမီလှိမ့်အမြင့်မှာမြမကံယူတန်တလျှောက်နှင့်ကဲအောင်ပင်လေပင်တို့တွင်၄ဘီမှ၆ဘီကန်ရှိနိုင်ပါသည်နောက်နေ့ရက်အထွတ်ခမန်းချက်မှာမိုးတုံလေအားနည်းနေမီထုပါသည်နေပြည်တော်နှင့်အနီးတစ်ဝိုက်အထွတ်ခမန်းချက်မှာ နေရာကွက်ကြားမိုးထစ်ချုံရွက်မီထုပါသည်ရှန်ခေါမျိုးနှင့်အနီးတစ်ဝိုက်အထွတ်ယနေ့ညနေအထိခမန်းချက်မှာ နေရွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနုံမြစ်ထပါဒီမန္တလေးမြို့နှင့်အနီးတစ်ဝိုက်အထက်ယနေ့ညနေအထိခမ်းမန်းချက်မှာနေရွက်ကြားမိုးထစ်ချုံရွာမီထပါဒီ